မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးအလေးပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ရှော့တိုက်ဒုံးပြပစ်ခတ်တိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးပြီးပြစ်စီထားသည့်ကိုရောင်မီးလောင်ပျက်စီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကယနေ့ကြာရောက်သည့်မန္တလေးတပ်ကတော်နှစ်တရာပြည်ပွဲသို့လာရောက်တဲ့ချိန်မန္တလေးမြို့နန်းတွင်ရှိအလေးပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးပြစ်စီထားသည့်ကိုရောင်မီးလောင်ပျက်စီးခဲ့ကြောင်းတပ်တွင်သတင်းရှင် ြစ်ကပြောဆိုပါရယ် ယနေ့အောက်တိုဘာလ၄ရက်မနက်၆နာရီ55မိနစ်ကမှမင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲတက်ရင်ပြည်ဦးလွင်မှမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်မှခိတ္တဝင်ရောက်တိုက်ခိုခဲ့သည်ဟုသတင်းရရှိသဖြင့်ရှော့တိုက်တုံးနှလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမန်းတက္ကသိုလ်ရာပြည်ပွဲမှမင်းအောင်လိုင်ကအရက်သားပြည်သူအများအပြားကိုလူသားတိုင်းဖြင့်ကာကွယ်ယူပြီးပွဲတက်မည်ဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရအတိအကျဖြစ်၍ပုံမှုလွယ်ကူတော်လဲအရက်သားပြည်သူများမှထိခိုက်မည်ကိုရှောင် ားလို့သောကြောင့်မင်းအောင်လိုင်းခိတတိတ်ခိုရလာပါကအတွင်တို့သာပြစ်ခတ်တိုက်ခတ်ခြင်းဖြစ်ကြောင်းသိရပါသည်တို့တိုက်ခိုက်မှုတွင်ရှော့တိုက်တုံးတလုံးသည်လာပါခရှိပစ္စည်းထားသောကိုတောင်တလုံးကိုထိမှန်ကမိလောင်ပျက်စီးခဲ့ပြီးလာခရာမှလုံခြုံရေး လခရလုံချုံရေးမှာစစ်သား၃ဦးသေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒုတိယရှော့တိုက်တော်ဟာနန်းထွင်းလာပါခတိုင်ယုံရဲ့အရှိကြောက်စာများရှိတဲ့ရှေးဟောင်းဘုံပြတ်သက်ရှိတလုံးကြောက်ပောက်ကွဲခဲ့ပြီးတက်မီသားစုမှဈေးဆိုင်မှာထိုင်နေတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်းမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာတက်တဲ့အချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တဲကိုရှော့တိုက်တော်နဲ့ပြစ်ခတ်တိုက်ခိုက်တာနန်းထွင်းလာပါခတိုင်ယုံအရှိကြောက်စာတွေရှိတဲ့ရှေးဟောင်းဘုံပြတ်သက် ှိတလုံးကြရောက်ပါခွဲတာတက်မိသားစုကဈေးဆိုင်မှာထိုင်နေတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရပြီးမဟုတ်ပျက်စီးသွားတဲ့နောက်တလုံးကတော့ လာပါခရဲမှာရှိတဲ့ပစ္စည်းထားကိုရောင်တလုံးထိမှန်ပြီးမိလောင်ပျက်စီးခဲ့တဲ့လုံကြုံရေးစစ်သား၃ဦးလည်းသေဆုံးခဲ့တဲ့၄ဦးတန်ရာပြင်းထန်ရခဲ့တယ်ဟုတက်တွင်တရင်ရှင်မြစ်ကပြောဆိုပါရယ်အဆိုပါမစ်ရှင်ကို Bravewaters for Myanmar PWM ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ NMD PDF ဖွဲ့ PSF အဖွဲ့နဲ့ရတနာဘုံတအူးဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BWM ဖွဲ့ရဲ့ Mission 46ဖြင့်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ် မနက်10:00နာရီဝန်းကျင်မှာမင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရပြည့်ခန်းနာသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ခြင်းအမတ်တက်အမတ်တရစကားပြောခြင်းတက္ကသိုလ်အဆောင်များကိုကြည့်ရှုစစ်ဆေးခြင်းများလှူဆောင်ခဲ့ကြောင်းသိရှိရပါသည် ်တစ်ပေါ်ထွန်းလာသည့်ရမညမွန်တက်တော်နှင့်လက်တွဲပူးပေါင်း၍ဆီယနာရှင်ကိုတိုက်ခိုက်မည်ဟု TNL ကကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်အခြေပြုဖွဲ့စည်းထားသည့်မွန်ပြည်သက်ပါတီဆီယနာရှင်တိုက်ဖြတ်ရေး NSBAT နှင့်မွန်ပြည်လူမျိုးရေးတက်တော် MNA တို့ပေါင်းဆက်ဖွဲ့စည်းလိုက်သည့်ရမညမွန်တက်တော် RMA နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNL ကတရားဝင်ထုတ်ပြန်ကြေညာပါသည်။ မေလ24ရက်နေ့မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NSBAT နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ဒီဆရာနာရှင်စနစ်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ချမ်းခွင့်အပြည့်အဝရှိသောမွန်ပြည်ပေါ်ထုံရေးဟူသောမွန်မြတ်တီရည်ရွယ်ချက်တို့ဖြင့်အတူပေါင်းစည်းကရမညမွန်တက်တော် RMA ကိုဖွဲ့စည်းထူထောင်လိုက်ကြောင်းကြေညာခဲ့ကြောင်းထို့သို့ဖွဲ့စည်းလိုက်သည့်အပေါ်မွန်ပြည်သူလူထုနှင့်အတူလိုင်းလဲစွာကြိုးစိုးဂုဏ်ပြုပြီးပူးပေါင်းဆောင်ရွက်သွားမည်ဟုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA ကတရား ဝင်ထုတ်ပြန်ကြေညာပါတယ်။ယနေ့နိုင်ငံရေးစီရေးအခြေအနေအရမွန်ဒေတာမှာစီရေးအရှိန်မြင့်တင်နိုင်ဖို့အတွက်ရမညမွန်တက်တော်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ပေါ်ကျွန်တော်တို့ရဲ့မွန်ခမနယ်ဝင် ဖြစ်တဲ့ကျွန်တော်တို့ရဲ့သွေးချင်းညီကိုတွေဖြစ်တဲ့ PSN နဲ့ TNL တအန်းတက်မတော်ကကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုအပေါ်ပထမဆုံးအနေနဲ့ဂုံပြူဂျိုဆိုထုတ်ပြန်တဲ့အပေါ်အတိုင်းမသိဝမ်းသာမိပါတယ်အထူးလေးကျေးဇူးတင်မိပါတယ်ဟု MNSBAD RMA ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကပြောကြားပါတယ်မြန်မာပြည်သူလူထုတရက်လုံးအားဆိုးရွားစွာပြိနေတက်ပြတ်နေသည့်မြန်မာစစ်ကောင်းဆောင်၏ဆင်အာနာရှင်ရန်နေရာကိုပြည်သူတရက်လုံးကတက်ဆိုင်ရာဒေသအသီးသီးမှရရလက်နက်ဆွဲကင်ပြီးတော်လန်တိုက်ခိုက်နေကြရာအဖိနှိတ်ခံပြည်သူလူထုကြီးအမြင့်ဆုံးသော ော်လိုင်းရေးကာလအခြေအနေတို့ရောက်ရှိလာပြီးဖြစ်ကြောင်းထို့ကြောင့်မွန်လူမျိုးတို့အတွက်တခုရီသောရမညမွန်တက်တော်ကိုပေါင်းဆက်ထူထောင်လာသည်မှာမှန်ကန်သောတော်လိုင်းရေးလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းဖြစ်ဖြစ်ကြောင်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSN နဲ့ TNL ကအသိပေးထားပါတယ်မြန်မာပြည်ရှိမွန်ဝတန်းတို့ပါဝင်တဲ့မွန်ခမာမျိုးနွယ်စုတို့သည်မိမိတို့တန်းဆိုင်ရာလူမျိုးများကိုစီရင်ကမိမိတို့၏နည်းမြေဒေသနှင့်ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန်အတွက်အရေးချင်းပြည်ပြီးခိုင်မာအားကောင်းသည့်လက်နက်ကိုင်တပ်ဖွဲ့ကို ျင့်တဲ့တိတ်သီးစွာဖွဲ့စည်းလှုပ်ဆောင်ရန်အထူးလိုအပ်သည်ဟုဆိုပါရယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSN နဲ့ TNLA အနေဖြင့်ဖွဲ့စည်းထူထောင်လိုက်သည့်ရမညမွန်တက်တော် RMA ကိုဘဝတူဒေါ်လာရေးမဟာမိတ်ဖြစ်သတ်မှတ်ပြီးဒေါ်လာရေးရှိမဲ့ချက်ပန်းတိုင်အမြန်အောင်မြင်ရန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါရယ် ကျွန်တော်တို့ရဲ့ရမညမွန်တက်တော်ကိုဘဝသူဒေါ်လာရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီးကျွန်တော်တို့ရဲ့ဒေါ်လာရေးပန်းတိုင်အောင်မြင်တဲ့ထိဝိုင်းဝန်းပြီးအတူတကွပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ကြိုးစိုးထုတ်ပြန်တဲ့အပေါ်ကျွန်တော်တို့ဒေါ်လာရေးအတွက်တကယ်ကိုအားတက်မိပါတယ်ကျွန်တော်တို့ရဲ့သွေးချင်းညီကိုတွေအားလုံးဖိနှိပ်ခံမဟာမိတ်တွေအားလုံးနဲ့အတူဒီဒေါ်လာရေးကိုဆန်းဆန်းတမန်တိုက်ပွဲဝင်သွားပါမယ်ဟု MNSBAD RMA ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကပြောဆိုကြောင်းသိရပါတယ် ဆက်လက်ပြီး AA နဲ့ PDA များဝင်ရောက်လာမည်ဟုဆိုကာအင်ကပူမြို့နယ်နဲ့ဘိုးကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားတပ်များအကြီးအကျယ်စုဆောင်းနေပြီးစစ်တပ်နှင်းများနဲ့ရက်တိုပစ်ခတ်မှုတနံများဇက်တိုက်ပေးနေတဲ့တရင်အကြောင်းကိုတင်ဆက်ပေးပါမယ်။အေအော်ရီတိုင်းမှာအေအေနဲ့ PDA များဝင်ရောက်လာမည်ဟုဆိုကာအင်ကပူမြို့နယ်နဲ့ဘိုးကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားတပ်များအကြီးအကျယ်စုဆောင်းပြီးစစ်တပ်နှင်းများဇက်တိုက်ပေးနေကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။အေအေနဲ့ PDA များဝင်ရောက်လာ၍၄မျက်နှာမြို့နယ်တွင်တိုက်ပွဲ များဖြစ်ပွားပြီးနောက်လေးမျက်နာမျိုးနဲ့တွင်တိုက်ပွဲများဖြစ်ပွားပြီးနောက်အင်ကပူမျိုးနဲ့မဲဇလီကုန်းမျိုးကွင်းကောက်တို့မှစစ်သားများအကြီးအကျယ်စုဆောင်းနေပြီးပြည်သူစစ်တပ်နဲ့များပူချလျက်ရှိကြောင်းခြေရွာများတွင်နေစဉ်လူငယ်များဇက်တိုက်ဖမ်းဆီးခံနေရကြောင်းခြေရွာများတွင်နေစဉ်လူငယ်များဇက်တိုက်ဖမ်းဆီးခံနေရကြောင်းတပ်သားတပ်များစုဆောင်းရာတွင်စစ်တပ်ကတိုက်ရိုက်ဖမ်းဆီးခြင်းရှိတကယ်သို့ခြေရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ပြူစောထီများဖမ်းဆီးပို့ဆောင်မှုများရှိနေကြောင်းသိရှိရပါသည် ်အင်ကဘူမြို့နယ်တွင်အဓိကအားဖြင့်အမတ်ငါတက်မတော်တန်းမြင့်လေးချင်ရေးချောင်းတကကငါတွင်စစ်မှုရန်တပ်သားတက်များကိုအဓိကစုဆောင်းနေခြင်းဖြစ်ပြီးအဆိုပါတကကငါမှာစစ်မှုရန်တပ်သားတက်များမှာ A နဲ့ PDF များကိုအဓိကခုခံမြစ်တပ်သားတက်များထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရှိရပါသည် တကကငါကတော့အင်ကပူမြို့နယ်မှာရှိတဲ့မဲဇလီကုန်းမြို့ကွင်းကောက်ဒေသလူငယ်တွေအကုန်လုံးမှာပဲပေါ်တာဆွဲပြီးအဲ့ဒီမှာစီးရင်လေးချင်းပေးတာရက်တူပဲနောက်ပြီးမဲဇလီကုန်းမြို့မှာလည်းရက်တူပြစ်ခတ်မှုတနန်းတွေပေးနေတယ်ကွင်းကောက်ဘက်ရွာတွေမှာလည်းနေတိုင်းလူငယ်တွေပေါ်တာဆွဲခံရတာတွေဖြစ်နေတယ်ဘဲလူငယ်မရွာမမနေရဘူးညအိပ်ရင်တော်ရဲသွားအိပ်ရတယ်စစ်တပ်ကဝင်ပြီးခဏခဏပေါ်တာဆွဲနေလို့ဟုဒေတာပြည်သူတို့ကပြောဆိုပါတယ် ထို့ပြင်အင်ကပူမြို့နယ်ကွင်းကောက်ဒေသနကြံကြီးရွာအုပ်စုမှစစ်တပ်သတင်းပေးသိန်းစောတက်ကြကြီးတင်ထုံဤမိမတင်တင်မိုးမိနီတို့ကစစ်တပ်အတွက်တပ်သားတိတ်စုဆောင်ပေးခြင်းနဲ့စစ်မှုရန်အကျုံးဝင်သည့်လူငယ်များတွေ့ရှိပါကတက်ကကငါထန်တို့ဖုန်းဆက်ကဖန်ဖန်စီခိုင်းကြောင်းစစ်တပ်ကသတင်းပေးနဲ့အမကန်များကိုလွတ်ကောင်စစ်သားတပ်များဖန်စီခိုင်းခြင်းနဲ့သတင်းပေးခိုင်းခြင်းများလှုံ့ဆော်နေကြောင်းသိရှိရပါတယ်အင်ကပူမြို့နယ်ကရက်ရွာသားတို့နကြံအုပ်စု ကုန်းတောင်နီရွာဘက်ကငါးသွားရှာရင်တရင်ပေးတွေက ဖုံးဆက်ပြီးဖန်ခိုင်လို့တန်ကကငါကဝင်းဖန်းနေအဓိကစစ်မှုတန်းရှာတာမေလ22ရက်နေ့ကလည်းခီးသွားလူငယ်တွေတွေ့လို့တန်ကကငါကနေဝင်းဖန်းနေလူငယ်တွေကိုတန်ကကငါတွေဖန်းခေါ်သွားတာဟုဒေတာရင်းတရင်ရှင်မြစ်ကပြောဆိုပါတယ် အလားတူအေယာရီတိုင်းဘူကလေးမျိုးနဲ့ကျွညိုကြီးကျွန်းဒေတာမှလည်းယခုမေလအတွင်းစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများပြုလုပ်နေကြောင်းအေယာရီတိုင်းတွင်နေအင်ကပူမျိုးနယ်ဘက်မှခန့်စစ်ပြင်းရန်အတွက်ဟုဆိုကစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲနေခြင်းဖြစ်ကြောင်းသိရပါသည် ဘိုကလေးဘက်မှာစစ်တပ်ကလူငယ်တွေကိုနေရောညပါလိုက်ဖမ်းဆီးနေတာတချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူးတေးသလားရှင်သလားမသိဘူးထွက်ပြေးတဲ့သူတွေရဲ့မိဘတွေကိုလည်းအကြောင်းအမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအကြံကင်နေအခုချိန်ကလဲရမည်လို့ဖို့မိုးရင်းကာလလဲလုံးမဲ့သူတောင်မရှိတော့တဲ့အထိရွာဘက်တွေမှာအခြေအနေဆိုးနေတာတက်ကပြောတာက ERR တိုင်းကို ERR တိုင်းကလူငယ်တွေနဲ့ပဲပြန်ကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးလူငယ်တွေကိုလိုက်ဖမ်းနေတာဟုဘိုကလေးမျိုးနဲ့ကျွန်းညိုကြီးကျွန်းမှာပြည်သူတို့ကပြောပြ ပါတယ်။အေအေဥဆောင်တဲ့တော်လန်ရေးတပ်များကလင်းမြနာမြို့နယ်တွင်ရောက်ရှိနေကစစ်ကောင်စီတပ်စခန်းတချို့ကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုယခုနှစ်ဆန်းပိုင်းတွင်လှုံ့ဆော်ခဲ့ကြကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားခြင်းအရာတည်ရပါတယ်။